ဒီနေ့ညမှာကျွန်တော်စာတုံးခြင်းထဲမှာအမတ်လက္ခဏာဒီလူသားဝိညာဉ်၌လှုပ်ဆောင်နေတယ်เนาะဒါကကျွန်တော်တို့တယောက်ချင်းစီတိုင်းဖယားတခင်ဤဖယားတခင်ရဲ့အင်္ဂလိပ်လို economy of god ဖယားရဲ့စီမံကိန်းလို့ပြောရင်ဖယားအလုပ်လုပ်တာပဲမဟုတ်လားအပြင်မှာမဟုတ်ဘူးကျွန်တော်ရဲ့ဝိညာဉ်ထဲမှာအဲ့ဒါအရင်အရေးကြီးတယ်အမယုံကြည်တဲ့သူမပြောနဲ့ ကိုကိုကိုခရိယံပါလို့ခေါ်တဲ့ယုံကြည်သူပါလို့ခေါ်တဲ့သူတွေကျွန်တော်မိကုမိလိုက်ခြင်းတယ်ဖယားဘယ်မှာရှိလဲအားလုံးကတော့တောင်သွေးမြောက်သွေးသွေးပါပဲတယောက်တော့ဆိုအမလီကောင်းကင်ပေါ်မှာပြေးတက်ရမလို့တယောက်တော့ဆိုဟဲ့အောက်ကိုပဲစင်ကြည်ရမလို့ဒီနေ့အစုံပိုင်းရောက်လိုက်ရှင်းလင်းဖို့လိုအပ်တယ်အတော်များများမိဖယားဘယ်မှာရှိလဲဆိုမပြောတတ်ဘူးမယုံကြည်သူတွေ မယုံကြည်သူတွေမေးလာတဲ့မပြောသဘူးမင်းဖျားပဲမှာရှိလေဒီနေ့ဒီအဲ့ဒီစကားကိုကျွန်တော်တို့ဒီမှာစားနေတာဖျားပဲမှာရှိလဲဆိုလူသားရဲ့ဝိညာဉ်ထဲမှာရှိရုံမကဘူးတဲ့အဲ့ဒီဝိညာဉ်ထဲကနေအလုလုနေတယ်ဖျားအာမင်ဒါကဒီနေ့ညအဓိကစားသုံးနေတာအဲ့ဒါကိုပဲအကျဲ့ချက်သွားလိုက်တဲ့ကိစ္စဖြစ်ပါအာမင်ဒါကြောင့်ဒီထဲမှာကြီးတဲ့အခါမှာ ဘာတွေ့ရသလဲလို့ခေါ်တဲ့အခါမှာเนาะတမတိကျမ်းမာတဲ့ဖရာတခင်ဒီဝိညာဉ်၌ရှိကကျွန်ုပ်တို့အထဲသို့ဝင်ရောက်လာခြင်းကိုကျွန်ုပ်တို့ အပေါ်သို့ကိုတော်ကြွလာခြင်းထက် ပို၍ဖော်ပြထားတယ်။အဲ့ဒီစကလုံးတော့တေချာဖတ်ဖို့လိုအပ်တယ်။ဓမ္မတိကျမ်းမာတဲ့ ဖယားကဝိညာဉ်တော်၌ရှိကားတဲ့ကျွန်ုပ်တို့အထဲသို့ဝင်ရောက်လာခြင်းကိုကျွန်တော်တို့ရဲ့အထဲမှဝင်ရောက်လာခြင်းကိုတဲ့ဝိညာဉ်တော်ကကျွန်တော်တို့အထဲမှဝင်ရောက်လာခြင်းကိုတဲ့အဲ့ဒါသကလုံးတစ်လုံးကျွန်ုပ်တို့အပေါ်သို့ကြွလာခြင်းထက်ပိုပြီးမှပေါ်ပြထားတယ်အဲ့ဒါကိုဒီနောက်ပိုင်းမှာပါရေးထားလဲဆိုတော့အထဲတို့ကြွလာတာကိုက indwelling spirit လို့ရေးထားတယ် indwelling spirit ကျွန်တော်တို့အထဲမှာသခင်ယေရှုကိုယုံကြည်လက်ခံတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ပဲထဲရောက်လာတယ်ကျွန်တော်တို့အထဲမှာဝင်ရောက်လာတယ်အဲ့ဒါ indwelling spirit လို့ခေါ်တယ်ဒါကြောင့်အဲ့ဒီအထဲတို့ဝင်ရောက်လာတာဝိညာဉ်တော်နော်အထဲတို့ဝင်ရောက်လာခြင်းကိုတဲ့ကျွန်တော်တို့အပေါ်တို့ ကိုတော်ကြွလာခြင်းတဲ့ပို၍ပေါ်ပြထားတယ်။အဲ့ဒီအကြောင်းသိဖို့ရန်လွန်ခဲ့တဲ့ညစာတုံးတဲ့ဥစ္စာနည်းနည်းလေးသွားချိတ်ဖို့လိုအပ်တယ်။အဲ့မှာအပေါ်ဆိုတဲ့စကားလုံးအင်္ဂလိပ်လို upon ပေါ့နော်။အဲ့ဒါဘာကိုဆိုလိုတယ်လဲဆိုရင်တွန်လောင်တော်ဝိညာဉ်ကိုလည်းဆိုလိုခြင်းဖြစ်တယ်။တွန်လောင်တော်ဝိညာဉ်ကဘာလုပ်ဖို့အတွက်လဲ။ဖျားအလုလုဖို့ လွန်ခဲ့တဲ့ညမှာကျွန်တော်တို့ဖတ်တဲ့အခါမှာအဲ့ဒီရဲ့အထိတ်အထိတ်မှာเนาะထိတ်မှာနည်းနည်းလေးကျွန်တော်ဖတ်လိုက်မယ်အဲ့ဒီစာရထိတ်မှာเนาะဒီမှာပါတွေ့ရလဲဆိုရှင်ပြန်ထမြောက်ရာနေနေတဲ့ပင်တေကုတ်တီနေတွင်ရှင်ပြန်ထမြောက်ရာနေကတရက်ပြီးရင်ပင်တေကုတ်တီနေကတရက်မတူဘူးเนาะပင်တေကုတ်တီဆိုရက်90ကိုပြောတာ ရှင်ပြန်ထမြောက်ရာဆိုသခင်ယေရှုတကြိုချင်းကနေ၃ရက်မြောက်တော်နေ့မှာရှင်ပြန်ထမြောက်ခြင်းကိုပြောတာမတူရှင်ပြန်ထမြောက်ရာနေ့နဲ့တဲ့ပင်ပြေကုတ်တေနေ့တွင်တဲ့ကနဦးခရိယများဤအထဲတို့နဲ့အပေါ်တို့ယေရှုရဲ့တန်ရှင်တော်ဝိညာဉ်တော် dread တဘာဝများအားလုံးပါဝင်တော်ဝိညာဉ်တော်ဒီရောက်ရှိလာခဲ့ပြီဖြစ်သည် အာမင်ရှင်ပြန်ထမြောက်တဲ့နေ့မှာကဘာရလဲဆိုတဲ့အခါကြောင့်ဒါကြောင့်တည်ခြင်းကနေရှင်ပြန်ထမြောက်တဲ့အခါမှာလေမာရိကတခင်ကိုဖက်ချင်တာမဖက်နဲ့အောင်တဲ့ငါအဖစီမတက်ရသေးမနဲ့စောမှာလေဒါနဲ့အဖစီတက်ပြီးတဲ့အခါမှာအဲ့ဒီညနေပိုင်းမှာပဲသူ့ရဲ့တပည့်တော်တွေကယူဒလူတွေကိုကြောက်လွန်းလို့မလုပ်နိုင်လေလို့စီဝေးနေတဲ့အခါမှာတကားမဖွင့်ခိုင်း တခင်ဖရာကလေတည်ခြင်းကနေရှင်ပြန်ထမြောက်တဲ့ခါမှာဝိညာဏလို့ခေါ်တယ်အတိမခံခင်မှာလေတကားဖွင့်ရတယ်။အိုအင်တဖက်သွားမယ်ဆိုရင်လီစီရတယ်။ပိုက်စာရင်ထမင်းစာရမတူဘူးနော်မတူဘူးနော်ကားရိုက်မတက်ခင်တုန်းကသူက time and space ရကန့်တတ်ခြင်းရှိတယ် အချိန်နဲ့နေရာရဲ့ကန့်တတ်ခြင်းရှိတယ်ကားတိုင်းမတိုင်ခင်ဒါပေမဲ့တေခြင်းကနေရှင်ပြန်ထမြောက်ပြီးတဲ့အခါကျတော့ time and space ရဲ့ကန့်တတ်ခြင်းမှမရှိတော့သူကဝိညာဏဖြစ်သွားပြီပွင့်ပေးစရာမလိုဘူးသူ့ရဲ့တပည့်တော်တွေအလဲမှာဝါကနေပွင့်လာအဲ့ဒီခါမှာယောဟန်20မှာရေးထားတဲ့20နှစ်မှာတန်ရှင်တော်ဝိညာဉ်တော်ကို ခံယူကြပါတဲ့အဲ့လိုပြောပြီးမှသူတို့အပေါ်၌ဝိညာဉ်တော်ကိုမှုတ်တွင်းပေးလိုက်တယ်ဒါကြောင့်မို့ဒီအထဲမှာပါတွေ့ရလဲဆိုပထမတစ်ချက်ကရှင်ပြန်ထမြောက်တဲ့နေ့မှာကပါထည့်ပေးလိုက်ဆိုယုံကြည်သူတွေရဲ့အတ္တတာထဲမှာမှုတ်တွင်းလိုက်တော့ဝိညာဉ်တော်အဲ့ဒါဘာလို့ခေါ်လဲ indwelling spirit မှုတ်တွင်းပေးလိုက်တယ်နောက်တစ်ခုပင်တေကုတ်တီပင်တေကုတ်တီကျွန်တော်တို့သိတယ်လေပင်တေကုတ်တီနေ့မှာပါဖြစ်တာလေ ပင်တေကုတ်တေဆိုရက်90ဘာရက်90လဲဆိုတော့တိတ်ချင်းကနေရှင်ပြန်ထားမြောက်တဲ့ရက်90ရက်40တိတိကသခင်ယေရှုကသူ့ကိုယုံကြည်တဲ့သူတွေမှာတတ်တည်ထင်ရှားတာငါတိတ်ချင်းကနေရှင်ပြန်ထားမြောက်တော့သခင်ဖြစ်တယ်နော်ဆိုတော့သူ့ရဲ့တပည့်တော်ကိုတတ်တည်ထင်ရှားတာအဲ့ဒီထဲမှာရှိရသောမမယုံနိုင်ဘူးမယုံနိုင်ဘူး ငါတို့သခင်တိတ်ချင်းကနေရှင်ပြထမြောက်ပြီလို့ပြောတော့မယုံနိုင်ငါကိုယ်တိုင်ကြင်ရမှာတယ်စမ်းရမှာတယ်သခင်လည်းပဲတိတ်ကိုမှเนาะသူ့ရဲ့တပည့်တော်တွေအပေါ်မှာစေတနာရှိတယ်เนาะမယုံနိုင်တဲ့သူကိုလည်းကိစ္စမဖြစ်ယုံလောက်အောင်တက်တည်ပြရရောတော့မှလိုက်စမ်းအိုးကျွန်ုပ်ရဲ့သခင်ကျွန်ုပ်ရဲ့ဖရာပါတကားကြီးစမ်းဒီနေ့ ဒါကြောင့်မို့အဲ့ဒီပင်တေကုတ်တီဆိုတာကရက်40ကတော့မြေကြီးပေါ်မှာတက်တေထင်ရှားပြီးမှနောက်ထပ်10ရက်မင်းတို့မသွားနဲ့အောင်တဲ့အထက်မှာခမီးတော်ပြောထားတဲ့ဂတိတော်မင်းတို့ပေါ်မှာရတဲ့အခါကျမှပဲသွား10ရက်တိတိစုတောင်းတဲ့အထက်ခမာတဲ့အဲ့မှာပင်တေကုတ်တီဆယ်ရပြည့်တဲ့အခါမှာအထက်ကနေတွန်လောင်းပေးတဲ့ဝိညာဉ်တော်အဲခုနပြောပဲအဲ့ဒီနှစ်ခုရဲ့ကြွာချားချက်ကိုတီးဖို့ပါတယ် အဲ့ဒီတွန်းလောင်းပေးတဲ့ဝိညာဉ်တော်ကဘာလဲဆိုတဲ့အခါမှာအမှုတော်အတွက်ကျွန်တော်တို့ကိုဖျားသခင်တွန်းလောင်းပေးတဲ့အရာဖြစ်တယ်။နှစ်ခုစလုံးရည်ရွယ်ချက်ရှိတယ်။အာမင်။ဒါကြောင့်ဒီနေ့ဒီမှာပြောတဲ့ဥစ္စာဘာလဲဆိုကျွန်ုပ်အထဲတို့ဝင်ရောက်လာခြင်းကိုတဲ့ကျွန်တော်တို့အပေါ်တို့ကိုတော်ကြွလာခြင်းနဲ့ပိုရိပ်ပေါ်ပြထားတယ်။အတိတ်ပဲလေ။အတိတ်ပဲပါလေ။ဖျားစိတ်ဝင်စားတာက ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲမှာအတွင်းထဲမှာကျွန်တော်ကိုအရင်ရပြီးမှ ကျွန်တော်ရဲ့အတ္တအထဲထဲကနေဖျားရှင်ထွက်တော်အတ္တကိုဖျားပို့လို့ခြင်းအခုကကျွန်တော်ကိုမရဘဲနဲ့ကျွန်တော်ကဖျားအတွက်ဟောဘာဖြစ်တယ်ညာဖြစ်တယ်ရည်လေလုံနေပြီမဲ့ဖျားကိုကိုမရဘူးဆိုဘလောက်ဝမ်းနေစရာကောင်းလဲတရကြရင်ပြောလိမ့်မယ်တခင်ကဟဲ့မင်းကငါလှုပ်ခိုင်းရလားလို့ပြောရင်အဲလစ်ပြီပဲအဲ့ဒါ အဲ့ဒါတော့ Roma sorry Roma ရဲ့ရှင်မတဲခုနှစ်ထဲမှာပြောတဲ့စကားဖြစ်တယ်ဒီနေ့ဒါကြောင့်ကျွန်တော်တို့ကိုသခင်ကဘာလို့ခြင်းတယ်လဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာသူကိုယ်တိုင်ကကျွန်တော်တို့အထဲမှာအလုတ်လုတ်နေတော့ဖရားဖြစ်တယ်ဒါကြောင့်မို့ဒီအောက်မှာဖတ်လာတဲ့အခါမှာကျွန်ုပ်၌ရှိတော်ခရစ်တော်တဲ့အထဲမှာရှိတဲ့အရာကိုအဓိကပြောနေတာ ခရစ်တော်ဒီကျွန်ုပ်၌အသက်ရှင်သည်လွန်ခဲ့တဲ့ညမှာပြောပြီးပြီ I in Christ ကျွန်ုပ်ဒီခရစ်တော်ထဲမှာရှိသည် Christ in me နော်ခရစ်တော်လည်းကျွန်တော်အထဲမှာရှိတယ်ကျွန်တော်ဒီခရစ်တော်ထဲမှာရှိလို့ခရစ်တော်လည်းကျွန်တော်အထဲမှာရှိတယ်ကျွန်တော်ဒီဖခင်အထဲမှာရှိလို့ဖခင်လည်းကျွန်တော်အထဲမှာရှိတယ်အဲအဲ့ဒါအဲ့ဒါအရင်အရေးကြီးတယ်ဒါကြောင့်တဲ့ခရစ်တော်ဒီတဲ့ကျွန်ုပ်၌သူဤအိမ်ကိုစောင့်နေအခုပါလုံနေရတယ် ကျွန်တော်အထဲမှာခရစ်တော်ကအိမ်ဆောက်နေတာအိမ်ဆောက်နေတာဒါကြောင့်ဖျားဘယ်မှာရှိတယ်လဲလို့မေးတဲ့အခါမှာကျွန်တော်တို့တယောက်ချင်းစီတိုင်းနားလဲဖို့လိုတယ်ကျွန်တော်ရဲ့အတွင်းဝိညာဉ်ထဲမှာရှိတယ်နော်ဒီနေ့ယုံကြည်သူတွေတော်တော်များများမင်းရင်ကျွန်တော်တို့နားမလဲဟဲ့ဘယ်နှမှာရှိမှ မသိအပေါ်မှာပဲလမ်းကြည့်ရမလို့အောက်ကိုပဲလမ်းကြည့်ရမလို့မဖျားဘယ်မှာရှိလဲပြောရင် မဖြစ်တတ်တော့ ဒီနေ့နှုတ်ကပတ်တော်ထဲမှာဗာပြောလဲကျွန်ုပ်တို့ရဲ့ဝိညာဉ်ထဲမှာရှိတယ်အာကြမ်းချက်တွေအများကြီးပဲရေးထားပေးတာအဲ့မှာအများကြီးပဲကြမ်းချက်တွေရေးထားပေးတာဒါကြောင့်လေဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းเนาะဒါကြောင့်ကျွန်တော်တို့ကိုဖယားတခင်ကတဲ့အလုတ်လုတ်တဲ့အခါမှာဒီနေ့เนาะဝိညာဉ်စိတ်ခန္ဓာ၃ပိုင်းစလုံးမှာ အလုတ်လုတ်တဲ့ဖျားဖြစ်တယ်တဲ့လူကိုအစိတ်ပိုင်းသုံးခုအဖြစ်ဖန်ဆင်းခဲ့ခြင်းမှာသူကိုယ်တိုင်ဒီလူအထဲတို့ဝင်ရောက်လာရန်ဖြစ်ပြီးလူဒီကိုယ်တော်ရဲ့အကြံအစီကိုကြီးပြည့်စုံစေရန်ဖြစ်တယ်အာမင်ရည်ဝဲချက်ရှိပါတယ်ဖျားကကျွန်တော်တို့အထဲမှာရောက်လာတာဘာလို့ဖို့အတွက်လဲဆိုတဲ့အခါမှာဖျားရဲ့အကြံအစီကိုကြီးပြည့်စုံဖို့ကျွန်တော်တို့စာတုံးခဲ့တယ် ဖခင်ရဲ့အကြံစီဆိုတာပါလေကိုကိုကိုပြန်မေးဖို့လိုအပ်တဲ့ဖခင်ရဲ့အကြံစီဆိုဖန်ဆင်းခံလူ ကျွန်တော်ရဲ့အသက်တာမှာဖန်ဆင်းရှင်ရဲ့အသက်နဲ့တဘောတဘာဝကိုဝေငှဖြန့်ဖြူးပေးဖို့ဖခင်နဲ့လူနဲ့တပေါင်းတစည်းတည်းဖြစ်သွားဖို့ဖခင်နဲ့လူနဲ့တပေါင်းတစည်းဖြစ်တဲ့အခါမှာအဲ့ဒါယေရုရှလင်မြို့တက်လို့ခေါ်တယ်အဲ့ဒီယေရုရှလင်မြို့တက်ကအခုကတည်းကနေကျွန်တော်တို့တယောက်ချင်းစီတိုင်းထဲမှာရယူနေတဲ့အချိန်ကာလအဲ့ဒါပါလေ ကိုရောရဲ့အကြံစီပဲဖြစ်တယ်အဲ့ဒါကိုရောရဲ့အကြံစီကိုပြည့်မြောက်ပြည့်စုံဖို့အခုဖခင်ကကျွန်တော်တို့အထဲမှာဝင်ရောက်လာတာပါအာမင်တခင်ယေရှုကိုရောကိုချစ်ပါတယ်ကိုရောကိုချစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့เนาะကျွန်တော်တို့အောက်ကိုဆက်ဖတ်တဲ့အခါမှာဘာတွေ့ရသလဲဆိုတဲ့အခါမှာဒီလိုပြောပါတယ်เนาะ ဖရာတခင်ဒီတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကို အလဲပို့ဟိုအဖြစ်အသုံးပြုကเนาะအဲ့ဒါဝိညာဉ်အရေးကြီးတဲ့အခုကျွန်တော်ဖဏိတာ293စာမျက်နှာ293အောက်ဆုံးပိုက်ကိုဖဏိတာဖြစ်ပါတယ်ဖရာတခင်ဒီကျွန်တော်တို့ရဲ့ဝိညာဉ်ကိုအလဲပို့ဟိုအဖြစ်အသုံးပြုကတဲ့မိမိကိုယ်တော်တိုင်ကိုလှုပ်ဆောင်ရရှိရဖရာအလုတ်လုတ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့တရမနံပါတ်1ဘယ်အထဲမှာလဲဝိညာဉ်ထဲမှာအဲ့ဒီဝိညာဉ်ကဘယ်နေရာလဲဆိုတော့ ရှခိုင်းနာဂလိုရီဆိုရက်ရှခိနာဘုံတော်နဲ့ပြည့်စုံတဲ့ဖယားကကိန်းဝတ်နေတော့အရက်ဒါကြောင့်မို့ဖယားဘယ်မှာရှိလဲကျွန်တော်ရဲ့ဝိညာဉ်ထဲမှာဒီဝိညာဉ်ထဲမှာဖယားကိန်းဝတ်နေတာအဲ့ဒီအထဲကနေအလုံးလုံးနေတာဒီနေ့အဲ့ဒါတီးဖို့လိုအပ်တယ်ဒါကြောင့်မို့တဲ့ဖယားတခင်ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုအလဲဘဟုအဖြစ်အသုံးပြုကမိမိကိုယ်တော်တိုင်ကိုလှုပ်ဆောင်ရရှိသည်အာမင် ဘုရားလုံးလုံးနေတာဝိညာဉ်ထဲကနေအစာပြုတယ်ဆိုတာမမေ့ပါနဲ့သုံးပါးတပါးဖျားတိကျွန်တော်တို့ဖြစ်ချင်းဤအလဲဘဟု၌ရှိနေဤဒီမှာအောဖွဲ့အကောင်းဆုံးဖြစ်ပါဒီတကားတဲ့ဘုရားတခင်ဒီလူဤတဘောတဘာဝအထဲတို့ဝင်ရောက်လာခဲ့ပြီလူသားတဘောတဘာဝကိုဘုရားတဘောတဘာဝအထဲတို့ယူဆောင်ခဲ့ပြီကြည်စမ်းတိတ်ကောင်းတဲ့ဘုရားကထိတွေ့လို့မရဘူးဘုရား လူသားတဘောတဘာဝအထဲမရောက်လာခင်မှာဖယားတတ်တတ်လူတတ်တတ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီထိတွေ့လို့မရတဲ့ဖယားကသူ့ရဲ့ဖုံစီးစိမ်တကူအရိုက်ရအားလုံးကိုခြံထားပြီးမှလူအထဲကိုဝင်ရောက်လာတာဟာတဲ့ဒီမှာကြည့်အေးကောင်းတယ် ဖယားတခင်ဒီလူသားဤတဘောတဘာဝအထဲတော့ဝင်ရောက်လာခဲ့ပြီးတဲ့လူသားတဘောတဘာဝကိုကျွန်တော်တို့ရဲ့လူသားတဘောတဘာဝဖယားတဘောတဘာဝအထဲတော့ယူဆောင်ခဲ့ပြီးကျွန်တော်တို့လူသားတဘောတဘာဝဖယားရဲ့တဘောတဘာဝအထဲတော့ယူဆောင်ဖို့အတွက်ကြည်စားဘလောက်ကောင်းလဲဒီနေ့ကျွန်တော်တို့ကိုလူသားတဘောတဘာဝနဲ့ပဲကျွန်တော်တို့ညီကုန်းချဖို့ဖယားလိုမရှိကျွန်တော်ရဲ့လူသားတဘောတဘာဝဖယားရဲ့တဘောတဘာဝအထဲကိုယူသွားဖို့အတွက်ဖယားရဲ့သားတော်ခရစ်တော်က လူသားတဘောတဘာဝအแทမှာကြွဆင်ခဲ့တာဖြစ်တယ်အာမင်ဒါကြောင့်ဒီแทမှာเนาะတိတ်ကိုပဲဝမ်းမြောက်ရအဲ့တော့ဖတ်ပြီးမှလေဖယားရဲ့တဘောတဘာဝအแทကိုကျွန်တော်တို့ကိုယူဆောင်ခဲ့တာတဲ့ပြီးရင်ဗာပြောလဲစန့်ကျင်ဘက်အရာအားလုံးကိုအဆုံးသတ်စီအဲ့မှာပြောတဲ့စန့်ကျင်ဘက်အရာဆိုတာကျွန်တော်ဒီတိုင်းဖတ်လိုက်နာကိုမလဲဘာလို့ပြောတာလဲလွန်ခဲ့တဲ့ရက်မှာစာတုံးခဲ့တဲ့ဥစ္စာကိုကျွန်တော်ထပ်ဖတ်ဖို့လိုတယ် စန့်ကျင်ဘဲဆိုတဲ့အရာကအနုလက္ခဏာကိုပြောတာဘယ်ကနေလဲဆိုရင်စာတန်ကနေတက်ရောက်လာတဲ့ကြဆင်းသွားတဲ့လူနော်ကြဆင်းသွားတဲ့အပြစ်ရှိတဲ့ကြဆင်းသွားတဲ့လူအပြစ်လောကတည်ခြင်းအသွေးသားအားလုံးပါတယ်ကောင်းကင်တမန်ဖန်ဆင်းခြင်းအရာဖန်ဆင်းခြင်းအဟောင်းအားလုံးအဲ့ဒီအရာ၁၂ချက်လို့ခေါ်ရနော်အဲ့ဒီအရာအားလုံးကိုဘာလို့ဖိတ်ခဲ့တယ်လဲလို့ပြောတဲ့အခါကျတော့ ခုနပြောတဲ့အတိုင်းပဲစန့်ကျင်ဘက်အရာအားလုံးကိုအဆုံးသတ်စေတယ်အဲ့ဒါပါလေစတမနဲ့ကြောက်တက်ရောက်လာတဲ့အရာ negative အရာတွေအဆုံးသတ်ပလိုက်ပြီအာမင်သခင်ယေရှုကိုရောကိုချီးမွမ်းပါလေယခုတည်းတုံမာတပါဖျားနဲ့ကိုတော်ရဲ့ပြည့်မြောက်ပြည့်စုံခဲ့သောအရာအားလုံးပါတဲ့ကျွန်ုပ်တို့ရဲ့ဝိညာဉ်၌တဲ့ကိုတော်ဤအသက်နဲ့အရာခတ်သိမ်းအဖြစ်ရှိနေပြီချီးစမ်း သခင်ဖျားကိုရောကိုချီးမွမ်းပါれဒီနေ့သုံးပါးတပါးဖျားနေတဲ့ကိုတော်ရဲ့ပြည့်မြောက်ပြည့်စုံခဲ့တော့အရာအလုံးသခင်ဖျားရဲ့ပြည့်မြောက်ပြည့်စုံခဲ့တဲ့အရာအလုံးကကျွန်တို့ရဲ့ဝိညာဉ်၌ကျွန်တို့ရဲ့အသွင်ဝိညာဉ်ဒါကြောင့်မို့ကျွန်တို့ရဲ့ဝိညာဉ်ထံကျွန်တို့ကအမြဲတမ်းလှည့်ပြန်ရတာဘာကြောင့်မို့လဲဝိညာဉ်ထဲမှာသုံးပါးတပါးကင်းဝတ်နေတော့ကြောင့်ဒါကြောင့်ကျွန်တို့ရဲ့ဝိညာဉ်ထဲမှာက ရစ်တော်ကင်းဝတ်နေတော်ကြောင့်ကျွန်တော်တို့ကအမြဲတမ်းဝိညာဉ်ဘက်ကိုလှည့်ပြပြီးမှသခင်ဖျားကိုအမည်ပြုရတာခုနဖတ်သွားတဲ့အတိုင်းပဲသုံးပါးတပါးဖျားနဲ့ကိုတော်ပြည့်မြောက်ပြည့်စုံခဲ့တော်အရာအားလုံးမှာကျွန်တို့ရဲ့ဝိညာဉ်၌ကျွန်တို့ရဲ့အသက်နဲ့အရာခတ်တိန်အဖြစ်ရှိနေတယ်ကျွန်တို့ရဲ့ဝိညာဉ်ထဲမှာကျွန်တို့ရဲ့အသက်နဲ့အရာခတ်တိန်ဖြစ်ရှိနေတယ် အလဲဘူဟုဖြစ်တော်ဤနေရာမှာတုံမာတပါဖျားဟာတဲ့ကျွန်တို့ရဲ့ဖြစ်ချင်းရဲ့အတွင်းအစိတ်ပိုင်းများကို ကိုတော်ကိုတိုင်နဲ့အတူပျော်ဝင်ပြေဝတွမ်းရန်ပြည့်နှံ့လျက်ရှိသည်ဒါပဲဘယ်ကနေအရင်ခဏလဲဘယ်ကနေဘဟုပြုတာလဲဝိညာဉ်အဲ့ဒီဝိညာဉ်ကဘာလဲတုံမာတပါဖျားတခင်ကိုတော်တိုင်ကကျွန်တော်တို့အတွက်အသက်ဖြစ်ရှိနေရုံမကောက်အရာခသိမ်းအဖြစ်နဲ့ရှိနေတာလေအဲ့ကနေမှတဲ့ကျွန်တော်တို့ရဲ့ဖြစ်ချင်းနဲ့ အတွင်းအစိတ်ပိုင်းညာအဲ့ဒါဘာပြောလဲအတွင်းအစိတ်ပိုင်းဆိုကျွန်တော်စိတ်အခန်းကဏ္ဍတစ်ခုချင်းစီတိုင်းအောင်ပြောတာအတွင်းစိတ်ပိုင်းများကိုကိုတော်ကိုတော်နဲ့အတူတဲ့ပျော်ဝင်ပြည့်ဝသွားရန်ပြန့်နှံ့လျက်ရှိသည်အာမင်သခင်ယေရှုကိုတော်ကိုချစ်ပါれအာမင်ဒါကြောင့်တဲ့လူသားဝိညာဉ်ဟာတဲ့ဖယံရဲ့စီမံကိန်းအမတ်လက္ခဏာနဲ့အတိကဖြစ်တော်နေရ။ဒါကြောင့်ဒီနေ့ကျွန်တော်စာသုံးတဲ့အခါမှာအဲ့ဒါပဲ။ဝိညာဉ်အဲ့ဒါပါလေ ဖယားရဲ့စီမံကိန်းအမတ်လက္ခဏာဖယားလုပ်တဲ့နေရာအဲ့ဒီနေရာကိုတီးဟိုးတီးရမတီးလို့မရသခင်ယေရှုကိုတော့ကိုချစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဤနေရာကိုလွဲချော်သွားပါကဖယားရဲ့စီမံကိန်းအမတ်အမတ်လက္ခဏာနဲ့ရိုးရိုးလေးပြင် လွဲချော်သွားပြီဖြစ်ပါတယ်တဲ့ဤအရာမှာတဲ့ဖယားသခင်ရဲ့စီမံကိန်းပန်းတိုင်ဖြစ်တည်တဲ့ ပန်းနိုင်ဖြစ်တည်ဟုကျွန်ုပ်မပြောလို့ပဲတဲ့အမတ်လက္ခဏာဖြစ်တည်ဟုတော့ပြောလို့ပါတည်တဲ့ယနေ့များစွာတော့ခရိယန်တို့ဟာတဲ့ဤအမတ်လက္ခဏာကိုလစ်လျူရှုကြတယ်တဲ့ကျွန်ုပ်တို့ဒီတဲ့တမချန်းစာအကြောင်းကိုပြောဆိုကြမည်ဖြစ်တော်လဲတဲ့ဤအချက်တို့ရောက်ခြင်းမှရောက်ပြီခုနပြောတဲ့ဥစ္စာဖះအလုတ်လုံနေတဲ့အချက်ကျန်းစာတော့အရန်ပြောသွားမယ်ဘလို့အလုတ်လုံတယ်လဲရောက်ခြင်းမှရောက်မယ်နော်တဲ့အဲ့ဒီထဲမှာဆက်ဖတ်သွားမယ်ဒါနဲ့ဏီကုံချုပ်လိုက်မယ် 66ဆောင်ရှိတဲ့ကျန်းစာရဲ့တွင်တင်ချက်များအားလုံးမှာအမှန်တွေအမှတ်လက္ခဏာအတွက်ဖြစ်ကြောင်းကျွန်တော်တိနာလေရမယ်တဲ့မတူညီတဲ့စုကျေစုခုနပြောပြီးစုကျေစုဖျားပေးတာမတူညီတဲ့လှုပ်ဆောင်ချက်အားလုံးမှာဤအမှတ်လက္ခဏာအတွက်ဖြစ်ပြီးဤအမှတ်လက္ခဏာကိုဘို့ဘို့ပြုရမည်ဖြစ်တယ်ဘာလို့ပြောတာလဲခုနပြောသွားတဲ့ဥစ္စာပဲဝိညာဉ်ထဲကနေဖျားတခင်ကသူ့ရဲ့အသက်ကိုကျွန်တော်တို့အထဲမှာဝင်ငှဖြန့်ဖြူးပေးရမကောက်ကျွန်တော်တို့ရဲ့ဖြစ်ချင်းအစိတ်ပိုင်းတစ်ခုချင်းစီတိုင်းထဲမှာ ကိုတော်နဲ့ပျော်ဝင်ပြန့်နှံ့သွားဖို့အတွက်သခင်ဖျားကိုတော်ကိုချစ်ပါ၏